မင်္ဂလာပါခင်ဗျာ2023ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွက် RFA ရုပ်သံသတင်းမဂ္ဂဇင်းအစီအစဉ်ကိုအမေရိကန်ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကကြောကြောပါ RFA အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီအထိစနေနေ့တိုင်းတင်ဆက်သွားမှာဖြစ်ပြီးတနင်္ဂနွေနေ့မှာနောက်တစ်ချိန်ပြန်လည်ထုတ်လွှင့်သွားမှာပါဒီတစ်ပတ်အစီအစဉ်မှာပထမဆုံးတပတ်အတွင်းထူးခြားတဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုပြန်ပြီးထုတ်လွှင့်သွားမှာပါအဲ့ဒီနောက် ်ဩစတြေးလျနိုင်ငံရောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါင်ဆန်းစုကြည်အကြောင်းသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။အဲဒီနောက်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ဆွေးနွေးပွဲအကြောင်းတွေကိုဇက်တိုက်ထုတ်လွှင့်သွားမှာပါခင်ဗျာ။နိုဝင်ဘာ25ရက်နေ့ကအွယ်လွန်သွားခဲ့တဲ့ RF ရဲ့ပထမဆုံးပြည်တွင်းသတင်းတော့ကိုမိုးသူအောင်ရဲ့ဇာပနာအကြောင်းနဲ့မကွယ်လွန်ခင်သတင်းတော့ဘဝလှုပ်ရှားမှုတွေအကြောင်းထုတ်လွှင့်ပြီးမှာတော့တပတ်အတွင်းနောက်ဆုံးအစီအစဉ်ဖြစ် RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကိုတင်ဆက်သွားမှာပါခင်ဗျာဒီတစ်ပတ်အတွက်ပထမဆုံးအစီအစဉ်ဖြစ်တပတ်အတွင်းထူးခြားတဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုထုတ်လွှင့်သွားမှာပါလာပါခင်ဗျာ ်မြန်မာနိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့2008အခြေခံဥပဒေကိုမပြည့်စင်နိုင်ရင်ဒီမိုကရေစီကြတဲ့လူ့အဖွဲ့အစည်းစစ်စစ်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ဩစတြေးလျနိုင်ငံကိုရောက်နေတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကရာဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်ဩစတြေးလျဝန်ကြီးချုပ်တိုနီအဗော့နဲ့နိုဝင်ဘာ28ရက်နေ့ကကင်ဘာရာမြို့မှာတွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောလိုက်တာဖြစ်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအဆင်ပြေအဆင်ပြေချောမွေ့ဖို့အတွက်သမရလွတ်တော်တမတော်နဲ့တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဒေါ်ဆန်းစုကျင်မြင့်တရက်ခန်စာကိုနိုဝင်ဘာ25ရက်နေ့ကသမရဦးသိန်းစိန်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ပြည်သူ့လွှတ်တော်ကိုစာရီအသီးသီးပေးပို့ခဲ့ပါတယ်။ဒေါ်ဆန်းစုကျင်ရဲ့တွေ့ဆုံဆွေးနွေးအဖြစ်ရှာရေးပန်ကြားချက်ကိုပြည်တော်စုလွှတ်တော်ကဖွဲ့စည်းထားတဲ့2008ခုနှစ်အခြေခံဥပဒေလေးလာသုံးသပ်ရေးကော်မတီရဲ့အစီရင်ခံစာထွက်တဲ့အချိန်အထိစောင့်ဆိုင်းသင့်တဲ့အကြောင်းသမရဦးသိန်းစိန်ရဲ့ပြောခွင့်ပြောရေးဆိုခွင့်ရှိသူဦးရထွက်ကကြာသပတေးနေ့ကတုံ့ပြန်ပြောကြားခဲ့ပါတယ်။ ရန်ကုန်မြို့ကိုပြီးခဲ့တဲ့အပတ်ကရောက်ရှိလာခဲ့တဲ့မွန်ပြည်သက်ပါတီကနိုင်ဟန်သာကရင်မျိုးသားအစည်းအရုံးကဖရိုဒေးဗစ်သားကပေါ်နဲ့ကရင်နီမျိုးသားတိုးတက်ရေးပါတီကခုအေဘယ်တူရီတို့ဥဆောင်တဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီကိုယ်စားလှယ်ဖွဲ့ဟာနိုဝင်ဘာ25ရက်နေ့မှာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်ဆွေးနွေးခဲ့ကြပါတယ်။ UNFC ကိုယ်စားလှယ်ဖွဲ့ဟာနိုဝင်ဘာ24ရက်မနေ့ပိုင်းကလည်း မြန်မာငင်းချိုင်းစင်တာမှာသမရယုံဝင်ကြီးဦးအောင်မင်းဦးဆောင်တဲ့အစိုးရငင်းချိုင်းအမေဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့လည်းတွေ့ဆုံခဲ့ပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်ပြည်ပခါတွေကိုအဆုံးသတ်ကြဖို့ EU လူသားချင်းစာနာမှုအကူအညီပေးမှုဆိုင်ရာအကူအညွှန်ကြားရေးမှူးချုပ် Klaus Sørensen ကရန်ကုန်မြန်မာနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်ရုံးမှာနိုဝင်ဘာ23ရက်နေ့မနေ့ပိုင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။ Mr. Sørensen ရဲ့သတင်းစာရှင်းလင်းပွဲအပြီးတရက်ထဲမှာပဲမြန်မာနိုင်ငံကပြည်ပခါဖြစ်ပေါ်ရာဒေသတွေကဒုက္ခသည်တွေရဲ့စာနာရိတ်ခါစံမာရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးရဲ့အတွက်အမေရိကန်ဒေါ်လာ၄သန်းကျော်နဲ့ညီမျှတဲ့ယူရိုငွေ၃သန်းထောက်ပံ့မှုဥရောပသမဂ္ဂနိုင်ငံများဖွဲ့ကကြေညာခဲ့ပါတယ်ခင်ဗျာအကျဉ်းချခံရတဲ့စစ်ထောက်လိုင်းရေးဖွဲ့ဝင်ဟောင်းတွေကိုနိုင်ငံရေးကျင်းသားအဖြစ်မသတ်မှတ်ကြောင်းလက်ချနိုင်ငံရေးကျင်းသားများစည်းစည်ကော်မတီကနိုဝင်ဘာ23ရက်နေ့ကပြုလုပ်တဲ့အစည်းအဝေးကဆုံးဖြတ်လိုက်ပါတယ်ကော်မတီအနေနဲ့ဒီထောက်လိုင်းရေးဖွဲ့ဝင်ဟောင်းတွေကိုနိုင်ငံရေးကျင်းသားအဖြစ်မသတ်မှတ်ပေမဲ့သူတို့လွတ်မြောက်ရေးအတွက်လူသားချင်းစာနာမှုအရအတိအကျစဉ်းစားပေးသွားမယ်လို့ဆိုပါတယ်ဒါအပြင်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုံမှန်၁၈ ပြမုတ်ဆိုင်ရာဥပဒေပုံမှန်905ခွေလုံးနဲ့စွဲချက်တင်ခံထားရတဲ့အမှု256မှုကိုသမရအမိန့်နဲ့ပယ်ဖျက်ပေးဖို့တောင်းဆိုသွားမယ်လို့လည်းသိရပါတယ်ခင်ဗျာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပတဲ့ HIV ဖြစ်ပွားမှုအပေါ်ပြန်လည်တုံ့ပြန်ရေးဥပဒေနဲ့ပတ်ဝန်းကျင်ကောင်ရရှိအလို့ယုံဆွေးနွေးပွဲတစ်ခုကိုနေပြည်တော်သင်္ဃဟဟိုတယ်မှာနိုဝင်ဘာ26ရက်နေ့ကျင်းပခဲ့ပါတယ်နိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံရသူ3,000နဲ့ကာကွယ်ဆေးတောင်းနေရသူ6,000ရှိပြီး HIV AIDS ရောဂါဖြစ်ပွားသူတွေထဲမှာမူရစေဝါသုံးဆဲသူတွေအများဆုံးပါဝင်တယ်လို့သိရပါတယ်ခင်ဗျာရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်မိချောင်းကံမြေနေရာအပိုင်း1 2 3ရှေ့မှာဆန္ဒပြနေတဲ့မူလပိုင်ရှင်တွေဟာနိုဝင်ဘာ29ရက်နေ့လယ်ပိုင်းကတပိတ်စခန်းဖွင့်လိုက်ပြီးတော့တောင်းဆိုချက်6ချက်ရရှိဖို့အတွက်ဆန္ဒပြနေကြပါတယ်မိချောင်းကံမြေနေရာပြဿနာတွေကိုထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မယ်လို့တာဝန်ရှိသူတွေနဲ့ဖြေရှင်းပေးနိုင်မယ်တာဝန်ရှိသူတွေနဲ့ဆွေးနွေးကြတယ်လို့ဆန္ဒပြသူတွေကပြောပါတယ်ခင်ဗျာဒီတစ်ပတ်အတွက်မြန်မာသတင်းအစီအစဉ်ကိုဒီမှာပဲကျန်းနာခွင့်ပြုပါခင်ဗျာ ဆက်ရှိကြတဲ့ပြည်သားအားလုံးကိုကျေးဇူးတင်ပါတယ်ဩစတြေးလျနိုင်ငံကိုရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ဟာနိုဝင်ဘာလ28ရက်နေ့ကကင်ဘာရာမြို့မှာဩစတြေးလျနိုင်ငံဝန်ကြီးချုပ်ထိုနီအက်ဘော့နဲ့တွေ့ဆုံခဲ့ပါတယ်။ RFP ဝိုင်းတော်သူမက်ခင်ခင်ဤကတင်ပြထားပါတယ်ခင်ဗျာ။ ဩစတြေးလျနိုင်ငံကိုရောက်နေတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ဟာဩစတြေးလျဝန်ကြီးချုပ်โทนีအက်ဘော့နဲ့ဒီကနေ့ကမ်ဘာရာမြို့မှာ တွေ့ဆုံခဲ့ပါတယ်။အဲ့လိုတွေ့ဆုံပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒေါန်ဆန်းစုကြည်ကမြန်မာနိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့2008ဖွဲ့စည်းပုံခြေကံဥပဒေကိုမပြင်ဆင်ရင်ဒီမိုကရေစီကျတဲ့လူ့ဖွဲ့စည်းစစ်စစ်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ပြောကြားလိုက်ပါတယ်။ I need to emphasize this that we are just starting out on the road to democracy we are not there yet မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုအခုမှ စတင်ရှောင်လန်းကာစဖြစ်ပါတယ်လက်ရှိအခြေခံဥပဒေကိုမပြင်းရင်ကျမတို့ဟာဒီမိုကရေစီလူ့အဖွဲ့အစည်းမှနေထိုင်နိုင်မှုအခွင့်အရေးဘယ်တော့မှရနိုင်မှာမဟုတ်ဘူးလို့ပြောသွားတာပါဩစတြေးလျဝန်ကြီးချုပ်တိုနီအက်ဘော့ကလည်းမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေဖြစ်ပေါ်ဖို့ မိမိတို့အနေနဲ့ယုံကြည်မျှော်လင့်ပါတယ်လို့ပြောပါတယ်။ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ဆစ်ဒနီအော်ပရာဟောက်စ်မှာဒေါအောင်ဆန်းစုကြည်ကိုဂုံနူးဆောင်ပါရဂူဘွဲ့ပေးအပ်ချင်းမြင့်တဲ့အခမ်းအနားကိုနိုဝင်ဘာလ29ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီအခမ်းအနားအကြောင်းကို RFA ဝိုင်းတော်သူမခင်ခင်ဤကပဲဆက်ပြီးတင်ပြထားပါရခင်ဗျာ။ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ဆစ်ဒနီအော်ပရာဟောက်စ်မှာ ဒေါအောင်ဆန်းစုကြည်ကိုဂုံနူးဆောင်ဒေါက်တာဘွဲ့ပေးအပ်တဲ့အခမ်းအနားတရက်ကျင်းပခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုဂုံနူးဆောင်ဒေါက်တာဘွဲ့ပေးအပ်ခဲ့တဲ့တက္ကသိုလ်တွေကတော့ University of Sydney နဲ့ UTS လို့လူသိများတဲ့ Sydney University of Technology တက္ကသိုလ်ကပေးအပ်ခဲ့တာပါ။ We have been encouraged by friends from all over the world. Australia နိုင်ငံ Sydney မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Sydney Opera House မှာပြုလုပ်တဲ့တက္ကသိုလ်သုံးခုပေါင်းဝယ်နှင်းတဲ့ပင်အခမ်းအနားမှာဒေါင်ဆန်းစုကြည်ကမိကွန်းပြောကြားရာမှာပထမအဆုံးအနေနဲ့မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် သူနဲ့သူ့ပါတီရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုအားပေးထောက်ခံသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိတဲ့အကြောင်းပြောပါရစေ။ we had to make the choice to contest the by elections and to work as far as possible together with the existing system to carry on. မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုရှိဖို့ကအလွန်အရေးကြီးပါတယ်။မြန်မာနိုင်ငံမှာတရားစီရင်ရေးမနိုင်ရှိပေမဲ့အခြေခံဥပဒေမှာအုပ်ချုပ်ရေးရဝင်ရောက်ဆွဖက်ချဲလဲနိုင်အောင်မြန်မာနိုင်ငံမှာတရားစီရင်ရေးမြန်မာနိုင်ငံမှာတရားစီရင်ရေးမနိုင်ရှိပေမဲ့ <laughs> <laughs> အခြေခံဥပဒေမှာက အုပ်ချုပ်ရေးကဝင်ရောက်ဆွတ်ဖက်ချက်လဲနိုင်အောင် လုံလုံလျလျကန့်သက်ခံထားရပါတယ်။ဒုတိယအနေနဲ့ပြောချင်တာကပြည်တွင်းငင်းချမ်းရေးပါ။မြမပြည်စစ်မှန်တဲ့ပြည်တော်စုဖြစ်ဖို့အတွက်ငင်းချမ်းရေးရဖို့အတွက်ပြည်တွင်းစစ်တွေရက်စဲဖို့ကအရေးကြီးပါတယ်။မြမပြည်စစ်မှန်တဲ့ပြည်တော်စုဖြစ်ဖို့အတွက်ငင်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားတွေနဲ့ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်တွေရက်စဲဖို့ကအရေးကြီးပါတယ်လို့ပြောသွားပါတယ်။ဖွဲ့စည်းပုံခြေကဥပဒေကိုပြင်ဆင်လိုတယ်ဆိုတာကလည်းလက်ရှိဖွဲ့စည်းပုံအရဆိုရင်မြန်မာနိုင်ငံမှာစစ်မဲ့တဲ့ဒီမိုကရေစီပေါ်ထွက်လာနိုင်မှာမဟုတ်တဲ့အကြောင်းဒီဖွဲ့စည်းပုံကမြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပေါ်ရေးကိုဟန်တာဖြစ်နေတယ်လို့ဒေါန်ဆန်းစုကြည်ကပြောသွားပါတယ်။ The members of the military I always say at least one brave soul ။ဖွဲ့စည်းပုံခြေကဥပဒေကိုပြင်ဆင်နိုင်ဖို့လွှတ်တော်မှာထောက်ခံချက်85ရာခိုင်နှုန်းအထက်ရှိရမှာဖြစ်တဲ့အတွက်အ ਨੇ ဆုံးရဲရင်တဲ့တပ်မတော်သားတဦးကနေပါဝင်ထောက်ခံဖို့လိုအပ်ပါတယ်။တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဟာကာကွယ်ရေးဦးစီးချုပ်ကဓာတ်ရိုက်ခတ်အပ်စေလွှတ်တာဖြစ်ကြောင်းဒီကိုယ်စားလှယ်တွေဟာလည်းအမြဲတမ်းလွှတ်တော်မှာရှိရှိနေတာမဟုတ်ဘဲအလှည့်ကျနဲ့ခတ်အပ်စေလွှတ်တာဖြစ်တဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်ကသာဒီဖွဲ့စည်းပုံပြင်ဆင်ရေးကိုလက်ခံမဲဆိုရင်အဲ့ဒီတက်မတော်သားကိုယ်စားလှယ်တွေကလည်းထောက်ခံမှာဖြစ်တဲ့အကြောင်းပြောသွားပါတယ်။ NLD ပါတီအနေနဲ့ဖွဲ့စည်းပုံခြေကဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတိုင်းနယ်ပြည်နယ်အနှံ့မှာလူမှုသဘောထားဆန္ဒတွေကိုကောက်ယူနေချောင်းနဲ့ပြည်သူ80ရာခိုင်နှုန်းကျော်ကဒီဖွဲ့စည်းပုံပြင်ဆင်ဖို့ကိုဆန္ဒရှိကြပါတယ်လို့ဒေါအောင်ဆန်းစုကြည်ကအဲ့ဒီအခမ်းအနားမှာပြောသွားပါတယ်။နောက်ဆုံးအနေနဲ့ဒေါအောင်ဆန်းစုကြည်က မြန်မာပြည်ရဲ့နာဂတ်အတွက်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအာမခံနိုင်တဲ့စစ်မှန်ပြီးဒီမိုကရေစီနီးကြတဲ့ဖွဲ့စည်းပုံခြေကံဥပဒေတရလိုအပ်ကြောင်းဖွဲ့စည်းပုံပြင်ဆင်ရေးကိုအမျိုးသားပြန်လည်တည်မြဲရေးရနေတဆင့်ဆောင်ရွက်သွားလိုတဲ့အကြောင်းဘယ်တော့မှမေ့မထားသင့်တာတစ်ခုကမြန်မာနိုင်ငံသားအလုံးဟာမြန်မာနိုင်ငံကိုပိုင်ဆိုင်သလိုမြန်မာနိုင်ငံတစ်ခုလုံးဟာလည်းနိုင်ငံသားအလုံးအတွက်ဖြစ်ကြောင်းစစ်တပ်တစ်ခုတည်းကတိုင်းပြည်ကိုပိုင်နာမဟုတ်သလိုစစ်တပ်ကိုလည်းဘေးဖယ်ချန်လက်မထားလိုတဲ့အကြောင်း စစ်မှန်တဲ့ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက်အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်တာကိုလိုလားတဲ့အကြောင်းဒေါန်ဆန်းစုကြည်ကပြောသွားပါတယ်ရှင်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကချင်းပြည်နယ်လိုင်စံမြို့မှာတွေ့ဆုံပြီးဖွဲ့စည်းခဲ့တဲ့တနိုင်ငံလုံးအပြစ်ခတ်ရဲ့ဆဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCD ရဲ့ဆွေးနွေးပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာနိုဝင်ဘာလ26ရက်နေ့ကစတင်ကျင်းပခဲ့ပါတယ်။ RFP သတင်းတော့ကိုမျိုးစော်ကထိုင်းနိုင်ငံချင်းမိုင်မြို့ကနေသတင်းပေးပို့ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့နိုဝင်ဘာလဇန်ပိုင်းကကချင်ပြည်နယ် KIA ကိုရုံးဆိုင်ရလိုင်စာမြို့မှာကျင်းပခဲ့တဲ့ညီလာခံမှာစတင်ဖွဲ့စည်းခဲ့တဲ့တနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရဆဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့ Win Place Hotel မှာဒီကနေ့စတင်ကျင်းပခဲ့တာပါ အဖွဲ့ဝင်14ဦးပါဝင်တဲ့အဲ့ဒီ NCCT ဆွေးနွေးပွဲပထမနေ့မှာလိုင်ဇာညီလာခံကလည်းသဘောတူချမှတ်ခဲ့တဲ့တနင်္ဂနွေလုံးဆိုင်ရာအပြစ်ခတ်ရစဲရေးမူကြမ်းပြင်ဆင်ဖို့နဲ့နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ဆင်မှုတွေကိုဆွေးနွေးခဲ့ကြတယ်လို့ NCCT အဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာက RFA ကိုပြောပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အာတနင်္ဂနွေလုံးဆိုင်ရာအပြစ်ခတ်ရစဲရေးစာချုပ်မူကြမအဲ့ဒီပြင်ဆင်မှုနဲ့တပြိုင်နက်တည်းပဲ နိုင်ငံရေးတွဆုံဆွေးနွေးပွဲအတွက်နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ဆင်ရမယ့်မူပေါ်အဲ့ဒီနှစ်ခုကိုဒီနေ့ဉာဏ်နှဆောင်စလုံးကိုတပြိုင်တည်းသုံးသပ်နေရကျွန်တော်တို့အဲ့ဒါလိုဘလို့ဆက်ဆက်မလဲဘလို့ပူတွဲလုံးမလဲနောက်ပြီးတော့အာဘလို့ဒီအကောင့်တွေဖော်လဲပေါ့အဲ့ဒါပါအဲ့ဒါကိုဒီနေ့အပြီးလောက်ပြီးတော့မနေ့ဖြစ်မှာကျွန်တော်တို့အာစုပေါင်းထားတဲ့ ျွန်တော်ကင်ဆယ်ရမယ်မူကတော့မနေ့ဖြစ်ကျွန်တော်ပြန်ရင်းပါပါနော်ဒီကနေ့ဆွေးနွေးပွဲမှာအစိုးရက NCCT ကိုပေးပို့ထားတဲ့တနင်္ဂနွေဆိုင်ရာအပြစ်ခတ်ရစေးစာချုပ်နဲ့ပတ်သက်ပြီးတိုင်းရင်းသားအဖွဲ့တွေကသူတို့ရဲ့သဘောထားတွေကိုတင်ပြကြတယ်လို့လည်း NCCT ဒုတိယအဖွဲ့ခေါင်းဆောင်တဲ့ KNU အထွေထွေတွင်းမှုဖရိုဆော့ဖွဲ့ဒူဝင်က RFA ကိုပြောပါတယ်တင်ပြချက်ကတော့အမျိုးမျိုးပေါ့လေတချို့အဖွဲ့အစည်းကတော့သူတို့ရဲ့ဟုတ်သားပေါ်လေသူတို့ဖွဲ့စည်းရဖြတ်သန်းတဲ့အတွေ့အကြုံပေါ်မှာရောနေထားပေါ်မှာအခြေခံဆွေးနွေးတာရှိတယ်လို့ အချို့ဖွဲ့စည်းတဲ့ကြတဲ့နိုင်ငံရေးအခြေခံပြီးဖြစ်နေရရှိတဲ့ဟာအဖြစ်သေးတဲ့ဟာမလို့လားအဲ့ဒါကိုပြင်ဆင်တဲ့အပိုင်းလို့ရှိတယ်။ရတော့အဖြစ်ကတော့ဂျုံသုံးသချက်ကိုပဲပါပါတယ်။ဒါပေမဲ့ဒီကိစ္စတော့ကျွန်တော်မဆွေးနွေးရဘူး။ဒါကျွန်တော်တို့ရရှိလာတဲ့စာတမ်းပေါ်မှာသူတို့ရဲ့အမြင်တွေဒါဂျုံသုံးသမှုအပေါ်မှာကျွန်တော်ကြည့်ရတာပါ။ ဒါအပြင်အစိုးရနဲ့အပြစ်ခတ်ရစဲရေးမယူထားသေးတဲ့ NCCT အဖွဲ့ဝင်ပလောင်လွတ်မြောက်ရေးတပ်ဦးဘိုးမူကြီးတိုက်ရိုက်ပုံကလည်းနှစ်ဖက်သဘောတူနိုင်တဲ့တနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရစဲရေးပေါ်မှာပါဝင်ဆွေးနွေးခဲ့တယ်လို့ RFA ကိုပြောပါတယ်။ကျွန်တော်တို့ဟိုတပြေးလုံးတိုင်းတာဆောင်တဲ့အပြစ်ခတ်ရစဲရေးလမ်းကြောင်းပေါ်ကနေပဲကျွန်တော်တို့ဒီမှာရှိနေတဲ့အဖွဲ့တွေနဲ့ဒီမှာတာဝန်ပေးထားတဲ့ပုံမှာဆက်လက်ဆွေးနွေးသွားမယ်လို့သဘောထားရှိတယ်။ဒါပေမဲ့တပြေးလုံးအတိုင်းတာဆောင်တဲ့အပြစ်ခတ်ရစဲပြောတဲ့နေရာမှာ ျွန်တော်တို့နှစ်ဖက်လက်ခံနိုင်တဲ့ဟိုတနည်းဖြစ်ပြောရရင်တော့နှစ်ဖက်ဟိုဘုံဘောင်းရေးချက်လက်ခံနိုင်တဲ့ဒီနိုင်ငံရေးဆွေးနွေးမှုပေါင်းကိုလည်းဒီအပေါ်မှာကျွန်တော်ဆက်ဆွေးနွေးဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။အဲ့ဒီအပေါ်မှာတကယ်လို့ဟိုနှစ်ဖက်ကလက်ခံနိုင်မယ်ဆိုတော့ဒီတပြေလုံးပြခရဲ့ဆက်ရေးပေါ်မှာပဲကျွန်တော်ဆက်လက်ပါဝင်သွားဖို့ဒီဆက်လက်ပြီးတော့ဆွေးနွေးသွားဖို့ဒီလိုပဲကျွန်တော်စမ်းသပ်ရှိပါတယ်။ ီကနေ့ချင်းမိုင်မြို့မှာပထမအနေဖြင့်စတင်ကျင်းပခဲ့တဲ့ NCCT ဆွေးနွေးပွဲကိုလာမယ့်နိုဝင်ဘာလ28ရက်နေ့အထိဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ RFA ရုပ်မြင်သံကြားပရိသတ်များခင်ဗျာကျွန်တော်တို့လွတ်လပ်တဲ့အာရှတဲ့ RFA ရဲ့ပထမဆုံးပြည်တွင်းသတင်းတော့ဖြစ်တဲ့ကိုမိုးသူအောင်ဟာနိုဝင်ဘာလ25ရက်နေ့ကရန်ကုန်မြို့ဝီတိုရီယာစေယုံမှာကွယ်လွန်သွားခဲ့ပါတယ်ကိုမိုးသူအောင်ရဲ့စာပနအခမ်းအနားကိုနိုဝင်ဘာ29ရက် ပြီးခဲ့တဲ့တောက်ကြတဲ့ကပြုလုပ်ခဲ့ပါတယ်ခင်ဗျာ ပြာသမ ्या အမြအမြအမြဘုရားကြာပါကုန်လို့သာဓုသာဓုသာဓုနိုဝင်ဘာလ25ရက်နေ့မနက်9:48မိနစ်မှာ RFA မြန်မာပိုင်းဌာနရဲ့အားထားရသုံးထဲမှာပါဝင်တဲ့လူငယ်သတင်းတော်ကိုမိုးသူအောင်ကွယ်လွန်သွားခဲ့တဲ့အတွက်ကိုမိုးသူအောင်ရဲ့မိသားစုနဲ့အတူဝမ်းနဲ့ကြေကွဲခဲ့ရပါတယ်။ဒီနေ့နိုဝင်ဘာလ29ရက်နေ့နေ့လယ်တနာရီမှာကိုမိုးသူအောင်ကို မိသားစုဝင်တွေ RFA မြန်မာပိုင်းဌာနမှရန်ကုန်နဲ့နယ်တွေက RFA တနေ့တော့တွေကသူတို့လှုပ်ဖို့ကင်ဘကုံမိုးသူအောင်ရဲ့နောက်ဆုံးခီကိုလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ကုံမိုးသူအောင်ဟာငယ်ရွယ်သူတနေ့တော့တယောက်ဖြစ်ပေမဲ့ချစ်ခင်သူများတာကြောင့်ဒီနေ့ဇာပနာကိုတနေ့ကြနယ်တွေကလှုပ်ဖို့ကင်ဘတွေ88မျိုးသားငိမ့်ငိမ့်ရင်းနဲ့ပွင့်လင်းလူပွဲတီကခေါင်းဆောင်တွေအမေရိကန်နဲ့ဗြိတိရှ်တန်ယုံတွေကကုသလဲတွေအပါအဝင်နှုတ်ဆက်ကြသူစုစုပေါင်း900ကျော်လောက်ရှိခဲ့ပါတယ်။ 2022ခုနှစ်ကြာပြတ်ရွေးကောက်ပွဲဟာလွတ်လပ်တဲ့အာရှအသံ AFA တင်းထဏာအတွက်မြန်မာနိုင်ငံရုံးဝဲဖွင့်လှစ်နိုင်ဖို့စတင်ကြိုးပမ်းတဲ့အချိန်ဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကိုမိုးသူအောင်ဟာ AFA တင်းထဏာရဲ့ပထမဆုံးပြည်တွင်းတင်းထောင်တယောက်ဖြစ်လာခဲ့တာပါ။အဲ့ဒီအရင်ကသူဟာမြန်မာ Egret Media Unit နဲ့ The Voice ပြည်သူခေတ်ရန်ကုန်တိုင်းစတဲ့ဂျာနယ်တွေမှာသတင်းတောက်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးလူငယ်ဂျာနယ်လစ်တွေကြားထဲမှာလူတီများပြီးလူချစ်လူခင်ပေါ်များသူဖြစ်ပါတယ်။ မြန်မာဂျာနယ်လစ်ကွန်ရဲ့အဖွဲ့ကမတ်ရွှေမုံကကိုမိုးသူအောင်ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ခံစားချက်ကိုအခုလိုပြောပါတယ်။မိုးသူအောင်ကတကယ်တော်တဲ့ဒီလုံဖော်ကင်ပဲတယောက်လည်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမားတို့နဲ့လက်တွဲလာလဲညီကြခဲ့ပါပြီ။ညီကိုမောင်နှမလိုလည်းဖြစ်ဒါသတင်းလောကမှာဆိုလို့ရှိရင်လည်းတယောက်တယောက်ကိုကူညီရိုင်းပင်းတဲ့စိတ်ကူးမှာအပြည့်ရှိတဲ့အတွက်ဒီလိုလူမျိုးသတင်းလောကအတွက်ဆုံးရှုံးတာကို ့ဟိုညီကိုမောင်နှမစိတ်နဲ့ရောဝမ်းနဲ့ချီကွရသလိုမျိုးသတင်းလောကသားအတွက်သတင်းတောက်တယောက်ဆုံးရှုံးရတာကိုလည်းအရန်ကိုဝမ်းနဲ့ချီကွပေးပါလေဒီမြန်မာ journalist ကိုရဲ့ကိုစားပြုရောအမားတို့သတင်းတောက်လို့ဖို့ကင်ပဲအချင်းကိုစားပြုရောအမားတို့ကဝမ်းနဲ့ချီကွရပါလေရန်ကုန်တိုင်းသတင်းစာတာဝန်ခံ editor ကိုတန်းကျော်တင်ကကိုမိုးသူအောင်ဟာအလုပ်ကိုကြိုးစားပြီးသတင်းတောက်တယောက်မှာရှိတဲ့အရေးချင်းနဲ့ပြည်သူနဲ့သတင်းတောက်တယောက်ဖြစ်တယ်လို့ပြောပါတယ်။အမေကျွန်တော်ဒီလာရောက်ပြီးလှုပ်ချင်တယ်ဆိုကျွန်တော်ခေါ်တယ်။ကျွန်တော်ဒီမှာကျွန်တော်ကြာလှုပ်ဖြစ်တယ်ဆိုနော်။ သူမိုးတောင်ဆိုတဲ့နာမည်ပြောသူတိဆောက်နိုင်တယ်ပေါ့အဲ့ဒါသူကကြိုးစားရတယ်သူကတော့သူကဒိုင်နော့တယောက်အင်္ဂါရက်နဲ့တော့ပြည့်စုံရှိတယ်နော်ဘယ်ကြိုးစားရလဲသူကျွန်တော်တို့ကနေရာပေးပြပါတယ်ကိုမိုးသူဟာလာမယ့်2015ရွေးကောက်ပွဲမှာမန္တလေးမြို့ဟာနိုင်ငံရေးပါတီတွေရွေးကောက်ပွဲအနိုင်ရရှိရေးအတွက်အားပြိုင်မဲ့မြို့ဖြစ်တယ်လို့အမည်ယုံကြည်ခဲ့သူတူဖြစ်ပြီးစက်တင်ဘာလကမန္တလေးမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့ကမန္တလေးမြို့မှာကိုမိုးသူအောင်ဟာရိုက်ကူးရေးတစ်ခုကအပြန်သူစီးလာတဲ့မော်တော်ဆိုင်ကယ်ကိုတခြားဆိုင်ကယ်တစ်စီးကရုတ်တရက်ဝင်တိုက်မိခဲ့တာကြောင့်ဦးခေါင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမန္တလေးစစ်ရုံကြီးမှာအတွင်းလူနာအဖြစ်တက်ရောက်ခွဲစိတ်ကူတာခဲ့ရပါတယ်။သူ့ရဲ့ဦးခေါင်းဒဏ်ရာကိုထိရောက်စွာကူတာပေးနိုင်ဖို့သေးဝါကရိယာဆရာဝန်အပြည့်စုံပါတဲ့လေရင်လူနာတင်ရင်တွင်မန္တလေးစစ်ရုံကြီးကနေတည်ယူပြီးရန်ကုန်မြို့ဝူရိုရီယာစစ်ရုံမှာ ဆက်လက်ကူတာပေးခဲ့ပေမဲ့နိုဝင်ဘာလ25ရက်နေ့မနက်9:48မိနစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ကိုမိုးသူအောင်ကွယ်လွန်သွားတာဟာသတင်းလောကအတွက်အလွန်နှမျောဖို့ကောင်းတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့88မျိုးသားညီညီရင်းနဲ့ပွင့်လင်းလူခွဲသည်ကဥသောတော်မင်းကပြောပါတယ်။အဲသူတို့ကအမှန်တရားဘက်ကဖော်ထုတ်ပေးနေတဲ့သတင်းတောက်တွေအခုလိုဒီသားအရွယ်ပေါ့နော်။ကိုမိုးသူအောင်လို့အဲ့လိုမညွှန်နေမဲ့ဆုံးမသွားတဲ့အတွက်ဒီသတင်းလောကအတွက်အလွန်နှမျောဖို့ကောင်းတဲ့ ရင်းတော့တယောက်ဆုံးရှုံးရတယ်လို့ပဲခံယူပါတယ်။ကိုမိုးသူဟာအသက်ငယ်ရွယ်ပေမဲ့တွန်းရင်ထက်မြက်ပြီးအများအတွက်အနစ်နာခံကူညီတတ်တဲ့တဲ့ရင်းတော့တူဖြစ်တာကြောင့်ဒီမိုကရေစီကူးပြောင်းသားမြန်မာနိုင်ငံရဲ့သတင်းမီဒီယာလောကအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းတင်ပြရင်ကိုမိုးသူအောင်တယောက်ကောင်းရပုံဘဝမှာအေးချမ်းသာရာပျော်ရွှင်ပါစေကြောင်းဆုတောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတရင်တော့ကိုမိုးသူအောင်ရဲ့အကြောင်းကိုတင်ပြပေးမှာပါခင်ဗျာ အခုမြင်တွေ့နေတဲ့နေရာကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ရခိုင်မျိုးပြည်အများစုနေထိုင်တဲ့ပြည်ထောင်ကြီးကဖြစ်ပါတယ်အသက်24နှစ်အရွယ်ကိုမိုးသူအောင်ခေါ်ကိုဝေဖြူဟန်ရုတ်တရက်ကွဲလွန်သွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ25ရက်နေ့ဟာ RFE သတင်းဌာနအတွက်အားအထားအဆုံးဆွဲဆောင်ရသတင်းတော်ကောင်းတူဆုံးရှုံးလိုက်ရတယ်လို့ဒီမိုကရေစီပြန်လည်ထွန်းသစ်စမြန်မာနိုင်ငံအတွက်လည်းအရွယ်နဲ့မလိုက်အောင်ရှားတော်ရှားပါအည်အသွေးတွေရှိတဲ့နိုင်ငံသားကောင်းလူငယ်တူစောစည်းစွာနဲ့ပဲနှီးကုန်းချုပ်သွားခဲ့ရတာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းလဲပေါ်နိုင်ငံတကာရဲ့ထောက်ခံယုံကြည်မှုကိုအထိုက်အလျောက်ရရှိစေခဲ့တဲ့2022ခုနှစ်ဧပြီလတရက်ကြားပြတ်ရွေးကောက်ပွဲအပြီးမရှိမနှောင်းလပိုင်းအတွင်းမှာပဲအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်အခြေစိုက် RFA လွတ်လပ်တဲ့အာရှအသံသတင်းဌာနဟာမြန်မာနိုင်ငံတွင်းကအလက်ဆက်ဆုံးအမှန်ကန်ဆုံးနဲ့အမြန်ဆန်ဆုံးသတင်းဥသတင်းတူတွေကိုရယူစုဆောင်းတင်ပြနိုင်မှုမြန်မာနိုင်ငံတွင်းမှာပထမဦးဆုံးရုံးခွဲကိုရန်ကုန်မြို့မှာစတင်ဖွင့်လှစ်ဖို့ကြိုးပမ်းခဲ့ရမှာ ကိုမိုးသူအောင်ဟာ RF ရဲ့ပထမဆုံးပြည်တွင်းသတင်းတောက်ဖြစ်လာခဲ့ပါတယ်ကောင်ပါမရှိခဲ့နေဆိုလို့ဘယ်စင်းနေလို့လာရအမောက်ရခိုင်ကဘယ်လိုခုရတယ်ဘယ်လိုပြရလဲဘယ်ကုန်ပဲထားရရှိတာဒက်ကုန်လေးပါတယ်ကျွန်တော်ဘလူးကိုဒက်ကုန်လေးပါတယ်ရှိလာမှာကျွန်တော်တော့မမြင်လဲသူဟာကြားပြရွေးကောက်ပွဲအကျိုးကာလကော်မူကွန်းညံကုန်းဒေတာတလျှောက်ဒေါအောင်ဆန်းစုကြည်ရဲ့မဲဆွယ် COE ခီးစင်တွေကစလို့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်အဆင့်ဆင့်နဲ့ရခိုင်ဒေသကချင်ဒေသလက်ဘရောင်းတောင်ဒေသပြည်ပခါတွေအပါအဝင်မြန်မာနိုင်ငံတဝန်းကဖြစ်ရဲ့အဆုံဆုံးကိုမမောနိုင်မပန်းနိုင်ပဲတရဲမှတ်တမ်းတွေရယူစုဆောင်ဖော်ပြခဲ့သူတူလည်းဖြစ်ပါတယ် အာကိုမိုးသူအောင်ခင်ဗျာဒီကနေ့ဒေါအောင်ဆန်းစုကြည်ကလက်ဘရောင်းတောင်ကျင်းစီစီမံကိန်းဒေသမှာကြေးရွာတချို့ကိုသွားပြီးတော့ဒေသခံတွေနဲ့လည်းတွေ့တယ်လို့သိရပါဗျ။အဲ့ဒီမြင်ရတဲ့မြင်ကွင်းကိုကျွန်တော်တို့ပြောပြပါအောင်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဒေါအောင်ဆန်းစုကြည်သွားတာကဘရောင်းဒေသမှာရှိတဲ့ရေကြီးဆရာတော်ဖျားကြီး တက်ရှိဖင်ရှားရှိတဲ့အကာလာကတရင်တုံးခဲ့တဲ့ဒီကကြောင်းရယ်ပိန်ရယ်ပါခင်ဗျပြီးတော့ဆယ်ရဲရွာအစ်ကိုသွားပါလေခင်ဗျဆယ်ရဲရွာအစ်ဆိုတာကဒီလက်ရှိဘောဆယ်ရဲရွာဟောင်းလည်းရှိတယ်ဆယ်ရဲရွာအစ်မှာကတရင်ရွာဟောင်းကကြောင်းရယ်လူတွေနေကြတယ်သူကြတော့ဒီနေ့မှာတော့ဂျော်ဒန်စုကြည်ရဲ့ရင်ကန်းကိုလည်းပေါ့လေဒီကစကားနားကြည့်တဲ့ရေကြွက်ဖွဲကကျဲအောက်90ခန်းကဒီပဲပေါ့လေလိုင်းလိုင်းဆောက်ရှောက်ပြရကြွေးရပါလေခင်ဗျဟုတ်ကဲ့ခင်ဗျကိုမိုးသူအောင်ရေကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျ စစ်တွေမျိုးအပါအဝင်ရခိုင်ပြည်နယ်တဝန်းကမျိုးကြီးတွေမှာညမထွက်ရအရေးပေါ်အခြေအနေအမိန့်တွေစတင်ထုတ်ပြန်ကြေညာခဲ့တဲ့2012ခုနှစ်ဇွန်လ10ရက်နေ့မှာပဲကိုမိုးတူအောင်ဟာမိโกမိုင်းလုံးကြီးတွေဖုံးအုပ်နေတဲ့စစ်တွေမျိုးကိုလေရင်နဲ့ရောက်ရှိသွားခဲ့ပြီးပဋိပက္ခဖြစ်တဲ့တဲ့တွေရုပ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေကို Washington DC မြို့တော်ကနေအချိန်နဲ့တပြေးညီထုတ်လွှင့်နိုင်အောင်စွန့်လွှင့်စွန့်စားစုဆောင်းတင်ပြခဲ့ပါတယ်။မောင်းတော်မျိုးကိုနှစ်ကြိမ်ခီးထွက်ခဲ့တဲ့အပြင် စစ်တွေမြအူးကြောက်တော်တောင်ကုန်းစတဲ့ပြည်ပခါတွေဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်တနန်တလျားကဒေသတွေကို၃ကြိမ်ထက်မနည်းတွားရောက်ခဲ့သလိုပဲလက်ဘရောင်းတောင်ဒေသနဲ့စစ်ပွဲတွေဖြစ်ပွားနေတဲ့ကချင်ဒေသအပြင် မိတီလာနတလင်းဂျိုးပင်ကောက်ဇီကုံးစတဲ့ဒေသတွေပါမချမ်းနေညမရွေအမြန်ဆုံးအရောက်သွားပြီးတရင်တွေကိုထောက်လှမ်းရေးသားရိုက်ကူးတင်ပြခဲ့ပါတယ်ကိုယ့်ရဲ့ assignment ကိုကိုယ့်ဘာသာရှာဖွေဖော်ထုတ်ဆောင်ရွက်နိုင်သူ တရေဦးတရေနှုတွေရရှိဖို့အတွက်အမြဲတက်ကြွပြီးတရေတွေကိုအမြန်ဆုံးနဲ့အမှန်ဆုံးစုဆောင်းရေးသားတင်ပြနိုင်သူစသဖြင့်တရေနောက်ကောင်းတူဦးရဲ့အခြေခံအီးချင်းတွေသာမကတခြားအံ့ဩပွဲရာအီးသွေးတချို့လည်းပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ် ညနေ9:00နာရီလောက်ကရန်ကုန်မြို့မှာပောက်ကွဲတိုင်ကြီးတစ်ခုကြားပြီးတော့ပေါ့လေရန်ကုန်မြို့သူမြို့သားတွေကြားမှာလဲအထိတ်တလက်ဖြစ်ခဲ့ကြတယ်ပေါ့လေအဲ့ဒါဘယ်နေရာမှာဘာဖြစ်တာပါလဲခင်ဗျအဲအဲ့လိုရောက်ဒီကမာရုံးမြို့နယ်လှိုင်းညက်ကန်းသားကဒီဘက်မြောင်းဝတီစတုံးစီပေါ့လေရောင်းဝယ်ကော်မတီစနစ်ချက်ပိုင်းစီမံတုံးထဲမှာအလဲတွေကစောက်ပေါက်တာဗျ ကိုမိုးသူအောင်ကအခုအဲ့ဒီနေရာကိုရောက်နေပြီလားခင်ဗျာဟုတ်ကဲ့ကျွန်တော်အဲ့ဒီနေရာမှာရှိပါတယ်ခင်ဗျာအခုကျတော့ကျွန်တော်တို့မေးစမ်းကြည့်ရတဲ့အချိန်မှာသိကြရများတော့လာညက်ကန်ထဲမှာရထားတယ်ညောင်ကြီးစတဲ့ဟိုဒီ trading company ကြီးကပါစီယူအုံးတွဲကအလဲတွဲကဆောက်ပေါက်တယ်ပြီးတော့ဘေးနဲ့တောင်ကူးတယ်အကြီးကြတယ်ပြီးတော့ရန်ကုန်လို့တမလို့ကအခက်ကြနာချေရတယ်ပုံကန်းငွေဆိုပါပါခင်ဗျာကိုမိုးသူအောင်ကြီးကျေးဇူးများတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့နောက်ထပ်သူ့မှာထူးခြားတဲ့အည်သွေးတစ်ခုကတော့ဆက်ဆက်ရေးစွန့်ရည်ပဲဖြစ်ပါတယ် စာနယ်ဇင်းသတင်းမီဒီယာလောကအတွင်းမှာသာမကနိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်အသီးသီးမှာမသိသူမရှိတော့အောင်အင်မတန်ကောင်းမွန်တဲ့ဆက်ဆံရေးကိုထူထောင်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အစိုးရထိပ်ပိုင်းအရာရှိတွေနဲ့ပြည်လဲတဲ့ဆက်ဆံရေးရှိခဲ့သလိုအတိုက်ခံနိုင်ငံရေးလှုပ်ရှားသူတွေနဲ့လည်းလက်ပေါ်တည်းရှိခဲ့ပါတယ်။ဒါပေမဲ့လည်းမန္တလေးမြို့မှာနိုဝင်ဘာ19ရက်နေ့ညကရိုက်ကူးရေးတစ်ခုကအပြန်သူစီးလာတဲ့မော်တော်ဆိုင်ကယ်ကို အရက်သေးသာတောက်စားမောင်းနေလာတဲ့တခြားမော်တော်ဆိုင်ကယ်တစ်စင်းကရုတ်တရက်ဝင်တိုက်ခဲ့တာကြောင့်ကိုမိုးသူအောင်ဟာမန္တလေးဆေးရုံကြီးကိုဆေးဝါးကုသဖို့ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ကံအကြောင်းမလှသွားပဲအုံနောက်မှာထိခိုက်သွားခဲ့တဲ့အတွင်းဒဏ်ရာကိုဆေးရုံရောက်ပြီးနှစ်နာရီခွဲလောက်ကြာမှအချိန်အတော်နှောင်းသွားကမှဆရာဝန်ကစမ်းသက်ခွဲစိတ်မှုတွေစတဲ့လှုပ်ဆောင်ခဲ့ပါတယ်။နောက်ဆုံးသူ့ရဲ့ဥကောင်းထိခိုက်မှုကိုထိထိရောက်ရောက်ကုသပေးနိုင်ဖို့ စေဝါကရိယာဆရာဝန်အပြည့်စုံပါတဲ့လေရင်လူနာတင်ရင်တွေနဲ့ရန်ကုန်မြို့ကိုအဆင့်ဆင့်တည်ယူပြီးခိမီအဆင့်မြင့်ဝီတိုရီယာဆေးရုံမှာနောက်ဆုံးအချိန်ထိကုသပေးခဲ့ပါတယ်။ထက်မြက်ပြီးနိုင်ငံအတွက်အလားအလာရှိတဲ့လူငယ်တဦးရဲ့အသက်ကိုကယ်တင်နိုင်ဖို့ဝိုင်းဝန်းပံ့ပိုးခဲ့ကြတဲ့ဝင်းကြီးဦးအောင်မင်းဦးဆောင်တဲ့မြန်မာညီငယ်ရေးစင်တာဦးတင်မောင်တန်းဦးလှမောင်ရွှေစားတဲ့စင်တာရဲ့အထိတ်တန်းအကြံပေးပုဂ္ဂိုလ်တွေတမရယုံညွှန်ကြားမှုဦးစော်သေးအထူးကဆရာဝန်ကြီးဒေါက်တာစောဆိုင်မွန်သား ဝီတိုရီယာဆေးရုံနဲ့ကူညီခဲ့ကြသူအလုံးကို RFP ကအထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ရပါတယ်။အသက်ငယ်ရွယ်ပေမဲ့စွမ်းရည်ထက်မြက်ပြီးအများအတွေ့အနစ်နာခံကူညီတတ်သူတရင်တော့ကိုမိုးသူအောင်ကိုဆုံးရှုံးလိုက်ရတာဟာအခုလိုအပြောင်းလဲကာလအကြီးအချင်းပြည့်ဝတဲ့နိုင်ငံသားတွေအများအပြားလိုအပ်နေတဲ့မြန်မာနိုင်ငံအတွက်လည်းကြီးမားတဲ့ဆုံးရှုံးနှစ်နာမှုတစ်ခုဖြစ်ပါတယ်။ကိုမိုးသူအောင်တို့ထူးချွန်ထက်မြက်တဲ့မျိုးဆက်တွေများနိုင်သမျှများများပေါ်ထွန်းနိုင်ရေးဟာ ြန်မာနိုင်ငံကိုချစ်မြတ်နိုးကြသူအားလုံးဆက်လက်ကြိုးပမ်းသွားရမယ်တာဝန်တစ်ခုဖြစ်ကြောင်းတင်ပြရင်း ကိုမိုးသူအောင်တရောက်ကောင်းရဘုံဘဝမှာငြိမ်းချမ်းသာရစွာရှိပါစေကြောင်းဆုတောင်းရင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအခုထုတ်လွှင့်မှာက RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်မှဖြစ်ပါတယ်ကျွန်တော်တို့ဝိုင်းတော်သူမခင်ခင်ကြီးကတင်ဆက်ထားပါတယ်ခင်ဗျာ လာပါရှင်။အာရဖေကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကနှုတ်ခွန်းဆက်ပါတယ်။ဒီတစ်ပတ်စီစဉ်မှာရင်ဦးဆုံးရန်ကုန်မြို့ဝဒေသခံတူရဲ့ရင်ဖွင့်တဲ့ကိုတင်ပြပေးမှာပါ။မရန်ကုန်မြို့နယ်အမှတ်3ရပ်ကွက်ရန်ကုန်အင်းစိန်လန်းကအထက်ကနှစ်ကျောင်းပါတဲ့။ရပ်ကွက်ထဲကလူငယ်တွေကြောင်းထုတ်ခံထားရတဲ့သူတွေနောက်တခြားကျောင်းကလူငယ်တွေဟာဒီရက်ွက်ထဲကရညိုးရန်စားတွေကိုကြောင်းဆင်းကြောင်းတက်ချိန်တွေမှာခဝဲကြံဈေးထိတ်ခဝဲကြံလန်းထိတ်ဒီဥယေကဲလန်းထိတ် ကမ်းမတ်တိုင်တွေမှာစောက်ပြီးတော့ရံပွဲတွေဖြစ်ကြပါတယ်တဲ့ဒုတ်သားတွေပါလို့ဒီပတ်ဝန်းကျင်ကလူတွေကထိမ့်သိမ့်ပြီးတော့ဖြန့်ဖြည်းနေကြရပါတယ်တဲ့လူငယ်ရံပွဲတွေကနေတဆင့်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်လို့မိဘတွေအတွက်လည်းအလွန်စိုးရိမ်နေကြပါတယ်တဲ့ဒါကြောင့်ကြိုတင်ကာကွယ်တဲ့အနေနဲ့လိုအပ်တယ်လို့အရေးယူဆောင်ရွက်နိုင်ပါရန်ဝင်ကြီးချုပ်အားလေးစားစွာဖြင့်တင်ပြအပ်ပါသည်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်အခုဆက်လက်ပြီးမကွေးတိုင်းဘက်ကရင်ဖွင့်လာတာကိုပြောပြမှာပါ မကွေးတိုင်းဒေသကြီးမင်းမှုခရိုင်၁၄မြို့နယ်တရက်တော်ရဲစခန်းအပိုင်နယ်မြေအတွင်အရက်ပုံးတွေရောင်းချနေရမှာတဲ့ဒေသပိုင်စခန်းမှုကိုလှစင်ကြေးပေးပြီးတော့မှောက်ခိုရောင်းနေတဲ့ကြားထဲရပဲအဲ့ဒီစခန်းမှုကသူမကျေနပ်ရင်ဖမ်းပြီးသူနဲ့ပနာတက်တဲ့လူဆိုရင်တော့လွှတ်ပေးထားပါတယ်တဲ့တရက်တော်ရဲစခန်းပိုင်နယ်မြေအတွင်မှာတရားမဝင်ရေနံချက်တဲ့ဖိုလ်ကြီး၄လုံးလက်ရှိပါတယ်တဲ့ အဲ့ဒီဖိုတွေကထွက်တဲ့ရေနံစိမ်းဓာတ်ဆီဒီဇယ်တွေကိုတော့မဖမ်းဘဲနဲ့သူတို့လိုတစ်နေ့လုံးတစ်နေ့စားသူတွေကိုဖမ်းတာပါတဲ့။ဒါပြင်အဲ့ဒီစခန်းမှုဟာပြီးခဲ့တဲ့6လပိုင်းကလည်းနွားပြောက်တဲ့အမှုတစ်ခုကိုတရခံမိရဲ့သားနဲ့အမှုမလုပ်ဘဲနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်တဲ့။မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာပြည်သူတွေကိုအကာအကွယ်ပေးရမယ့်အစားအာဂတိလိုက်စားသူတွေပါလားလို့ထင်မှတ်မှားစရာဖြစ်နေတဲ့အကြောင်းတင်ပြလိုက်ရပါသည်ဆိုပြီးရေးသားပေးဖို့လာပါတယ်ရှင်။အခုပင်စင်စားတူးရေးလာတဲ့စာကိုပြောပြမှာပါ နိုင်ငံတော်ကပေးစင်လစာမတိုးဘဲနဲ့မီတာက တိုးတာမတရားဘူးလို့ထင်ပါတယ်တဲ့သမလာကြီးကတော့မီတာကအခုမတိုးလဲ2014နှစ်ကြာရင်တိုးမှာပဲလို့သိလိုက်ရတဲ့ခါကျတော့များစွာပဲစိတ်မကောင်းဖြစ်ရပါတယ်တဲ့သူတို့ပင်စင်စားတွေကိုယူနစ်100ကျော်မှမတိုးဘဲနဲ့200ကျော်မှပဲတိုးကောက်ပါရန်သမလာကြီးကြားသိအောင် RFI ကနေတစင်တင်ပြပေးပါခမားဆိုပြီးရင်ဖွင့်လာပါတယ်ရှင်အခုစကိုင်းတိုင်းဘက်ကရင်ဖွင့်လာတာကိုတင်ပြမှာပါ စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်ကံကြီးချေးရွာမှာတဲ့စီးပွားဖြစ်မွေးမြူရေးသမားတွေကဝက်တွေကိုခြံခတ်ပြီးမွေးမြူနေတာတွေကြောင့်ချေးရွာနေပြည်သူတွေဟာအနံ့ဆိုးတွေခံစားရတယ်လို့အဲ့ဒီတိရိစ္ဆာန်တွေကနေကုဆတ်နိုင်တဲ့ရောဂါတွေလည်းရရှိနိုင်ခြင်းနောက်ယာယီကျေးလက်ကျန်းမာရေးဌာနနဲ့လွန်စွာပဲနှိကက်နေခြင်းတို့ကြောင့်တဲ့သက်ဆိုင်ရာကိုအကြောင်းကြားတင်ပြခဲ့ပါတယ်တဲ့ မြို့နယ်ကျန်းမာရေးဌာနတိမွေးကူဦးစီးမှုကိုယ်တိုင်လာရောက်စစ်ဆေးခဲ့ပြီးတော့ဩဂုတ်လ23ရက်နေ့ဆွဲနဲ့နေရပြောင်းရွှေ့ပေးဖို့အဲ့ဒီဝက်ချံပိုင်ရှင်တွေကိုညွှန်ကြားခဲ့ပေမဲ့လည်းအဲ့ဒီဝက်ချံတွေမပြောင်းရွှေ့သေးတာကြောင့်လည်းဒီ6လပိုင်းမှာတခါစကိုင်းတိုင်းဒေသကြီးဝင်းကြီးချုပ်အထိဆက်လက်ပြီးတော့တင်ပြခဲ့ပါတယ်တဲ့ဒါပေမဲ့လည်းဒီနေ့အချိန်ထိအရေးယူဆောင်ရွက်ခြင်းမရှိတဲ့အကြောင်းကိုအထက်လူကြီးမင်းတွေသိရှိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်ဆိုပြီးရှင်းပြလာပါတယ်ရှင် မန်လေးတိုင်းဘက်ကရင်ဖွင့်တယ်မှာတော့မန်လေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုယုံမှုကင်းအကူဌာနစိတ်ကချမ်းအေးတာဇံမြို့နယ်တာဝန်ခံရဲရရှိဟာတဲ့လိုင်းစင်မဲ့ကားကိုကိုယ်တိုင်မောင်းပြီးတော့ဒီနယ်မြေအတွင်းမှာလိုင်းကျေးတွေကိုပေါ်ပေါ်တင်တင်ကောက်ယူနေပါတယ်တဲ့လိုင်းစင်မဲ့ကားကိုရဲအရာရှိတွေစီးခွင့်ရှိပါသလားဆိုတာသိချင်ပါတယ်တဲ့အဲ့ဒီအရာရှိဟာတဲ့62လမ်း28လမ်းနဲ့28လမ်းကြားစင်သေးတိုက်ကျောင်းတွင်းကဒီချဲထီနဲ့ ဘောပွဲတိုင်းတဦးထံကနေပြီးတော့လဲ15ရက်တခါလိုင်းကျေးကောက်ခံပြီးတော့လောင်းကစားတွေကိုခွင့်ပြုထားပါတယ်တဲ့သက်ဆိုင်ရာအထက်လူကြီးတွေတည်အောင်တင်ပြရခြင်းဖြစ်ပါသည်ဆိုပြီးရေးသားပေးပို့လာပါတယ်ရှင်ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကိုဒီမြတ်နဲ့ပဲရန်နာခွင့်ပြုပါရှင်ကြီးစုကြတဲ့အတွက်ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ် နိုဝင်ဘာလနောက်ဆုံးမဲ့အတွက် RFA သတင်းမဂ္ဂဇင်းအစီအစဉ်လဲဒီမှာတင်ပြဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။